နိုဝင်ဘာလ24ရက်နေ့သတင်းတွေအရတရုတ်နိုင်ငံဟာကုလသမဂ္ဂမှာထိုင်ဝမ်ကိစ္စနဲ့ပတ်သက်ပြီးဂျပန်နဲ့အကြီးအကျယ်အငင်းပွားခဲ့တာကိုတွေ့ရပါတယ်။ဒါပြင်ဂျပန်ကကိုယ့်ကိုကာကွယ်ရမယ်ဆိုတာကိုအတိအလင်းကြေညာလိုက်ပါသေးတယ်။အဲ့လိုဖြစ်နေတဲ့အချိန်မှာ Seven Today သတင်းဌာနရဲ့ဖော်ပြချက်အရတရုတ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးကဂျပန်ကလက်ရရင်းအုပ်စုတွေဟာသမိုင်းဘီကိုနောက်ပြန်လည်ဖို့ကြိုးစားနေတယ်။အဲ့လိုမျိုးဘယ်တော့မှခွင့်ပြုမှာမဟုတ်ဘူးလို့ပြောပါတယ်။ဒါပြင်ပြင်ပအင်အားစုတွေအနေနဲ့တရုတ်ပိုင်ထိုင်ဝမ်ဒေသကိုလာထိခွင့်ကိုလည်းပေးမှာမဟုတ်ဘူးဆိုပြီးပြက်ပြက်သားသားပြောကြားခဲ့ပါတယ် တယောက်ဖက်ကတော့ဒီတစ်ခါမှလည်းသူတို့ကျွန်းကျင်တဲ့ရန်စပြီးမှငိုချင်းချတဲ့နီးပြူဟာကိုပဲတုံးနေတာကိုတွေ့ရပါတယ်။တကယ်တည်းဆိုရင်ဒီနီးပြူဟာဟာအကျောတဝင်ရှိသလောက်အကွက်စစ်တဲ့တွက်ချက်မှုတွေနဲ့ပြည့်နေပါတယ်။ပေကျင်းဟာထိုင်ဝမ်ပက်လယ်မှာစစ်လီရင်တွေစစ်သင်္ဘောတွေဆက်တိုက်ဆင်လွတ်နေတယ်လို့ဂျပန်ပိုင်နယ်လိုအခိုင်အမာယူဆထားတဲ့ဆန်ကာကူကျွန်းစုတွေအထိပါကင်းလင်းမှုတွေနဲ့ထိအားပေးတာမျိုးတွေကိုတုံမြင်လောက်ဆောင်နေပါတယ်။ ဂျပန်ဝန်ကြီးချုပ်ဆာယက်တကာချီကထိုင်ဝမ်ပြည်ပခါဟာဂျပန်အတွက်အသက်သွေးကြောလို့အရေးပါတဲ့ကိစ္စဖြစ်တယ်ဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုက်တဲ့အခါမှာတော့တရုတ်ဟာချက်ချင်းဆိုသလိုပဲရန်စတဲ့သူအဖြစ်ကနေအနိုင်ကျင့်ခဲ့ရတဲ့တားတော်အဖြစ်ကိုပြောင်းပြန်လံပြစ်ခဲ့ပါတယ်။ဒီလိုဖြစ်ပြီးတိတ်မကြခင်မှာပဲပေကျင်းဟာတင့်မာမှုတွေကိုကုလသမဂ္ဂအထိတိုက်တန်းခဲ့ပါတယ်။ယောဟာကုလသမဂ္ဂအထွေထွေတွင်းရုံးမှုချုပ်အက်ဒိုနီယိုဂူတာရက်စီကိုတရားဝင်စာတစုပ်ပို့ပြီးဂျပန်ကကုလသမဂ္ဂပဒေညံကိုချိုးဖောက်နေတဲ့စင်အာဂျီဝါဒါကိုပြန်လည်အသက်သွင်းနေတယ်လို့ဆွဆွဲခဲ့ပါတယ် ဂျပန်နိုင်ငံတိုကျိုကထိုင်ဝမ်ဖက်ကိုအာရုံစိုက်နေရင်တော့တရုတ်ကကျူးကျော်ဖို့ဝန်လဲမှာမဟုတ်ဘူးနောက်ဆုံးအထိကိုကိုကိုကာကွယ်သွားမယ်လို့လည်းမကြောက်မရွံ့အနေထားနဲ့ကြေညာခဲ့ပါတယ်နိုင်ငံခြားရေးဝန်ကြီးဝန်ကြီးရဲ့တမ်နီလိုမှာကြောတဲ့သတင်းစကားထုတ်ပြန်မှုဟာတိုကျိုရဲ့တင်းလျော်ပြည့်ပြည့်တဲ့ကာကွယ်ဆာယာပြောဆိုချက်ကိုရာဇုနစ်နဲ့ခြေတဲ့ရာဇဝတ်မှုတစ်မျိုးအဖြစ်ချက်ကားဖို့လှောက်ဆောင်တဲ့စစ်စင်ရဲ့တစိုက်တစ်ပိုက်လိုဖြစ်နေတာကိုတွေ့ရပါတယ် ီလိုလောရချင်းရွေချက်ကတော့ဝကြီးချုပ်တာကာအီချီကိုစိန်အားကြီးဝါရကိုအမွေဆက်ခံသူတယောက်ပုံစံမျိုးဖြစ်အောင်ပုံဖော်ဖို့ရည်ရွယ်ထားတာပါဒီနည်းပြောကအတိအဆက်တော့မဟုတ်ပါဘူးဖိလစ်ပိုင်အိန္ဒိယဩစတြေးလျကနေဒါတို့နဲ့တောင်မှဒီလိုမျက်နှာနှစ်ဖက်ပြကစားနည်းရဲ့တားတော်အဖြစ်တယောက်ကပုံဖော်ယူခဲ့ဖို့ပါတယ်ပထမဆုံးစီရင်အားနဲ့ရန်စပြီးနောက်ပိုင်းမှာတော့တားတော်ရုံဆောက်ကတက်တမန်ရဲ့အရာနဲ့မီဒီယာကနေတိုက်ခိုက်တာမျိုးတွေနဲ့လှုပ်ဆောင်ခဲ့တာပါ တို့ရဲ့ရည်မှန်းချက်ကရှင်းပါတယ်ပြည်တွင်းမှာဆိုရင်စီးပွားရေးအခက်အခဲနဲ့လှုပ်လှမ်းမဲ့ပြဿနာတွေကိုဖုံးကွယ်ဖို့အမျိုးသားရေးဝါဒကိုမီးမွေးပေးတာမျိုးပြည်ပမှာတော့တိုက်ဖက်ကိုအထီးကျန်ဖြစ်အောင်လုပ်မယ်မဟာမိတ်တွေကိုသွေးခွဲမယ်ပြီးတော့ချင်းချောက်ဟင်းဟောက်တဲ့စကားတွေပြောဆိုမယ်ဆိုတဲ့အကွက်ချစီစီမှုတွေကိုတရုတ်အစိုးရကလုပ်နေကြပါဒါမဲ့ဒီတစ်ခါမှာတော့ပေကျင်းဟာတွက်ချက်မှုလွဲချော်သွားနိုင်ပါတယ်2020ပြည်လုံးနေတွေရဲ့အနောက်ပိုင်းမှာဂျပန်ဟာလွန်ခဲ့တဲ့နှစ်20ကလိုသီးခံမှုကိုလက်ခံတဲ့ဂျပန်မဟုတ်တော့ပါဘူး ဝဂျီချောက်ကီချီဒါက2022ခုနှစ်မှာအမျိုးသားလုံခြုံရေးမဟာဗျူဟာကိုထုတ်ပြန်ခဲ့ပြီးတရုတ်နိုင်ငံဟာသမိုင်းတစ်ချောက်အကြီးမားဆုံးသောမဟာဗျူဟာမြောက်စင်ခေါ်မှုဖြစ်ကြောင်းပထမဆုံးအကြိမ်ကြေညာလိုက်ခြင်းကစလို့တိုကျိုဟာကြီးမားတဲ့လက်နက်ပြန်လည်တပ်ဆင်ရေးကိုစတင်ခဲ့တာပါကောက်ဝဲဘတ်ဂျက်ကို GDP ရဲ့နေရခိုင်နှုန်းအထိတိုးမြင့်ဖို့ရည်ရွယ်ပြီးတံပြန်တိုက်ခိုက်နိုင်စွန်းကိုချစ်ထွင်လျက်ရှိနေပါတယ်။ အကွာဝဲရှင်ဒွန်ဂျီစနစ်တွေတိုးချင်မယ်ဝဲလံခေါတည်တဲ့ကျွန်းတွေရဲ့ကာကွယ်ရေးကိုခိုင်မာအောင် လုပ်မယ်အမေရိကန်ဘရီဒင်းဩစတြေးလျအိန္ဒိယတို့နဲ့မဟာမိတ်ဖွဲ့ဝန်ကိုခိုင်မာသက်ထက်ခိုင်မာအောင်လုပ်မယ်ဆိုပြီးအကွဲချထားပါတယ်ဝန်ကြီးချုပ်တကာယီချီလက်ထက်ရောက်တော့ဒီမာကျော့တဲ့လမ်းကြောင်းကပို့ပြီးရှင်းလင်းပြသလာခဲ့တယ်လို့ဆိုရမှာပါပြည်တွင်းစစ်တပ်တွေအရဂျပန်လူထုဟာကာကွယ်ရေးကိုပိုအားကောက်အောင်လုပ်ဖို့ထောက်ခံလာနေပါပြီ ကျောင်းနိုင်ငံကိုမြောက်ကိုရီးယားနဲ့အတူထိုက်တက်လုံခြုံရေးချင်းချောင်းမှုအဖြစ်သတ်မှတ်လာကြပါတယ်အတိတ်ကလိုကြောက်ရွံ့ရှောင်ဖယ်နေတဲ့ခင်းနဲ့မတူတော့ပဲဒီနေ့ခေတ်ဂျပန်ဟာတက်ကြွတဲ့စိတ်ဓာတ်နဲ့နိုင်ငံရေးစင်မြင့်ပေါ်ကိုတက်လန့်ဖို့အသင်းဖြစ်နေပါပြီဂျပန်ကိုစင်အားကြီးဝါဒလိုတစိုက်ကက်တာဟာချင်းချောက်ဖို့အတွက်အရာမရောက်တော့ပါဘူးပေကျင်းကအရင်တော့ကသုံးခဲဖို့တဲ့ကက်ပြားဟောက်တွေကိုထုတ်သွင်းလာပေမဲ့တိုချိုကတော့အခုဘယ်လိုတံပြန်ရမယ်ဆိုတာကောက်ကောက်ကြီးသိရှိထားပြီးသားပါလွန်ခဲ့တဲ့ရက်အနည်းငယ်ကဖြစ်ပျက်ခဲ့တဲ့အခြေအနေတွေကိုကြည့်ရင်ဂျပန်ကတော့တည်တည်ငြိမ်ငြိမ်ပဲတုံ့ပြန်ခဲ့ပါတယ် တရုတ်ရဲ့ဆွဲဆွဲချက်တွေကိုလုံးဝအခြေမြင့်မရှိဘူးလို့ပြောပြီးမုံလာရက်တီချက်မပြောင်းလဲဘူးလို့အတည်ပြုခဲ့ပါတယ်။တရုတ်ကတော့စီဘောရဲနဲ့လူမှုရေးအရလက်တုံပြောင်းမှုတွေတပြိုင်တည်းလှုပ်ဆောင်လာနေတာပါ။ဂျပန်ပင်လယ်ဆာတင်သွင်းမှုပိတ်ပင်တာတွေကြီးတော်လာမှုသတိပေးတာတွေကြောက်သားတွေကိုဂျပန်မသွားဖို့အကြံပြုတာတွေရင်းချင်းမှုပွဲတွေဖျက်သိမ်းတာတွေစတဲ့အရာတွေကိုလှုပ်လာပါတယ်။ဒီလောက်ရတွေကဂျပန်လူထုရဲ့တရော့အပေါ်အမြင်မကြည်လင်မှုကိုပိုတိုးလာစေပြီးဝင်းချုပ်တာကာအီချီရဲ့မာကျောတဲ့လမ်းစဉ်ကိုပိုထောက်ခံလာနိုင်ပါတယ်။ ်အမေရိကန်ဥရောပနဲ့အာရှနိုင်ငံအတော်များများကလည်းအလားတူစီးပွားရေးဖိအားပေးမှုတွေဝါဒဖြန့်မှုမျိုးတွေကိုကြုံခဲ့ရဖို့တာမို့ဂျပန်ကိုစာနာနားလည်ကြပါတယ်ဒါဟာတိုကျိုကိုနောက်ပြန်ဆုတ်စင်မဲ့အစားကိုဖက်ကမမာရင်တရုတ်ကပိုပြီးဝင်ရောက်လာမှဒါကြောင့်ပိုအားကောက်ကိုပြင်ဆင်ထားမှဖြစ်မယ်ဆိုတဲ့အချက်ကိုပဲနိုင်ငံတော်တော်များများကအားပေးအားမြောက်လုပ်ကြတာကိုပဲတွေးလာရပါတယ် ဒါကြောင့်ပေကျင်းဟာသမိုင်းဘီကိုနောက်ပြန်လေးဖို့ကြိုးစားနေပေမဲ့သူတို့ရဲ့အစွန်းရောက်တဲ့လောရက်တွေကြောင့်ဂျပန်နဲ့တခြားနိုင်ငံတွေကိုပိုနှိဆက်စေပြီးတရုတ်ကိုတံပြန်ဖို့လက်နက်ပြန်တက်စင်တာနဲ့မဟာမိတ်ဖွဲ့တာတွေကိုအရှင်မြင့်လာစေနိုင်တာမို့ဒီဘီကသူတို့ကိုယ်တိုင်ပြန်ကြိတ်မိသွားနိုင်တဲ့အခြေအနေမျိုးလို့ဆိုရမှာပါဒီကိစ္စနဲ့ပတ်သက်လို့ G20 ထိပ်သီးအစည်းအဝေးမှာဝင်းချော့တာကာယီချီရဲ့လှုပ်ဆောင်မှုအရှင်ဟွန်ကိုပြန်ကြည့်မယ်ဆိုရင်ဂျပန်ဟာ G20 ကိုသူတို့ရဲ့တပ်တမန်ရေးကစားခွင့်အဖြစ်တက်တက်ကြွကြွပြောင်းလဲခဲ့တာထင်ရှားလာပါတယ် အစည်းအဝေးမတိုင်ခင်တောင်အာဖရိကရဲ့ business day သတင်းစာမှာဂျပန်ဟာအာဖရိကဂျပန်ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတိုးချိုညီလာခံ Ticket Night ကို G20 နဲ့ချိတ်ဆက်ခြင်းတွေဆိုတာကိုချင်းချင်းလင်းလင်းပြောခဲ့ပါတယ်ဂျပန်ဟာရေရှည်မဟာမိတ်အနေနဲ့ကိုယ့်ကိုယ်နေရာယူပြီးအစည်းအဝေးတက်ရောက်ရုံတက်တက်အစ်တယ်မဟုတ်ဘူးဆိုတာကိုပြသခဲ့တာပါ2025ခုနှစ် G20 မှာဂျပန်ဟာအကူအညီတောက်ခံဖို့ရောက်လာတာမဟုတ်ပါဘူးသူတို့ဟာကမ္ဘာစနစ်ကိုပြန်လည်ပုံဖော်ဖို့အသင့်ဖြစ်နေပြီဆိုတဲ့အနေထားနဲ့ရောက်လာခဲ့တာပါ အစည်းအဝေးတွေအတွင်းမှာတိုချိုကသူတို့ရဲ့အဓိကတန်ဖိုးတွေဖြစ်တဲ့လွတ်လပ်တဲ့ကုန်သွယ်ရေးကမ္ဘာကုန်သွယ်ရေးအဖွဲ့ပြုပြင်ပြောင်းလဲရေးလွတ်လပ်ပွင့်လင်းတဲ့ Indo-Pacific တယံစာဓာတ်နဲ့စွန့်ရင်ပေးသွင်းမှုလုံခြုံရေးသဘာဝဘေးကျန်းမာရေးနဲ့ရာသီဥတုပြောင်းလဲမှုတို့မှာရှစ်တန်းနိုင်ငံအဖြစ်ဂျပန်ရဲ့အခန့်ကဏ္ဍကိုအခိုင်အမာပြောခဲ့ပါတယ်တချင်တဲမှာပဲဝမ်ချိုတာကာအီချီဟာအိန္ဒိယ၊ဗြိတိန်၊ဂျာမနီကနေပြင်သစ်အထိအင်အားကြီးနိုင်ငံတွေနဲ့နိုင်ငံတွဲဆုံမှုတွေဆက်တိုက်လုပ်ခဲ့ပါတယ် သူတို့ပြောခဲ့တာကကုံသွေးရဲတိုင်မကပဲကာကွယ်ရေးအာညာယီတုဆီလီကွန်ပြချပဒက်သတုစတဲ့မဟာပြွာနေပေတွေကိုပါဓာတ်ရိုက်ဆွေးနွေးခဲ့တာပါဒါဟာတခြားနိုင်ငံတွေလိုမျိုးအကာအကွယ်လာတောက်တဲ့ပုံစံမဟုတ်ပဲမဟာမိတ်တွေကိုတက်တက်ကြွကြွစူးစီးပြီးတတမန်ရေးအရလုံချုံရဲ့권ရက်ကိုတိဆောက်ကစနစ်သစ်မှာသူ့ရဲ့နေရာကိုအခိုင်အမာပြောဆိုနေတဲ့ဂျပန်ဖြစ်ပါတယ်အမေရိကန်ကမပါဝင်ခဲ့ပေမဲ့ဂျပန်ဟာ EU, Canada, Australia, South Korea, India စတဲ့အဓိကမဟာမိတ်တွေကိုစူးစီးနိုင်ခဲ့ပါတယ် ်ဒီမိဖက်တွေဟာပေကျင်းရဲ့နှစ်ဖက်သောဖိအားပေးမှုတွေကိုခံနေရတဲ့ဘုံအကျိုးစီးပွားရှိကြတဲ့သူတွေပါတိုချိုရဲ့မဟာဗျူဟာကရှင်းပါတယ်ဒက်တတူဆီလီကွန်ပြားဖက်ရှင်နဲ့စွန့်ရင်လိုထိလွယ်ရှလွယ်တဲ့နေပယ်တွေမှာတရုတ်ပေါ်မီခိုမွန်ကိုအတက်နိုင်ဆုံးရှော့ချဖို့နဲ့ဖွံ့ဖြိုးပြီးမိဖက်တွေနဲ့ဆက်ဆံရေးကိုချစ်ထွင်ဖို့ပဲဖြစ်ပါတယ်ဂျပန်ဟာတားကော်အဖြစ်မဟုတ်ပဲဥဆောင်သူတဦးရဲ့အနေထားနဲ့ပေါ်လာခဲ့တာပါ သူတို့ဟာဘေးအန္တရာယ်ကနေပြန်လည်ထူထော်ရဲ့အတွေ့အကြုံတွေ၊ကျန်းမာရေးစနစ်ပုံစံတွေနဲ့ဆန်တိုင်းမူပေါ်ကနေအန္တရာယ်ကာကွယ်ရေးမော်ဝါဒတွေကိုတက်တွေ့ကြွကြွမျှဝေခဲ့ပါတယ်။တနာခံဖို့မဟုတ်ပဲဥဆောင်ဖို့ပဲဖြစ်နေပါတယ်။တရုတ်ကတော့ဒီတိုက်လက်ပိုက်ကျင်းနေမှာမဟုတ်ဘူးလို့ယူဆရပါတယ်။ဂျပန်ကစီအင်အာဂျီဝါဒကိုပြန်အသက်သွင်းနေတယ်လို့ဆွဲဆွဲပြီးဂျပန်အမေရိကန်ထိုင်ဝမ်ကိုတရုတ်ရဲ့ပြည်တွင်းရေးကိုဝင်ရောက်ဆက်ဖက်တဲ့မဟာမိတ်အဖြစ်ပုံဖော်ဖို့စူးစမ်းနေပါတယ်။ ်ဒါမှမဟုတ်ဒီတစ်ခါမှာအခြေအနေကကွာခြားတော့ပါပြီ G20 ဟာဂျပန်အတွက်ကမ္ဘာစင်မြစ်တစ်ခုဖြစ်လာခဲ့ပြီးအိန္ဒိယ၊ဗြိတိန်၊ EU ပြင်သစ်စတဲ့နိုင်ငံတွေနဲ့အတူပေကျင်းဟာရှောင်လွှဲနေတဲ့ပြည်ပဆိုင်ရာဥပဒေရေရှည်တည်တံ့သောဖွံ့ဖြိုးတိုးတက်မှုစတဲ့ဘာသာစကားတွေကိုဂျပန်ကပြောဆိုလာနိုင်ခဲ့ပါတယ်။ဒါတွေမကသေးပါဘူးဂျပန်ဟာကမ္ဘာတောင်ပိုင်းမှာပါတရုတ်ရဲ့အခန့်ကဏ္ဍကိုတက်တက်ကြွကြွရှင်ပြိုင်နေပါတယ်။ သူတို့ဟာ ticket အဖွဲ့ကနေတဆင့် Africa နဲ့ရေရှည်ပူးပေါင်းမှုသမိုင်းကိုပြန်ပြောပြပြီးတရုတ်ကပုံဖော်ဖို့ကြိုးစားနေတဲ့နောက်မှရောက်လာသူမဟုတ်ပဲနေပေါက်များစွာကြာမြင့်ပြီးဖြစ်တဲ့မိဖက်အဖြစ်သူ့ကိုယ်သူပြန်လေအတီးပြုတ်ခဲ့တာတွေ့ရပါတယ်။ဒါဟာရိုးရိုးကာကွယ်ရေးမဟုတ်တော့ပဲတက်တက်ကြွကြွကစားတဲ့ဂိမ်းတစ်ခုဖြစ်လွတ်နေပါတယ်။တိမ်မာမို့တဲ့မြင့်တက်လာတဲ့ပေါ်လူထုကစိုးရင်လာချိန်မှာအငင်းစားနိုင်ငံရဲ့သမားဟောင်းနာအိုမီတိုကာရှီရဲ့လူမှုကွန်ရက်ပို့စ်ကမထင်မှတ်ပဲလူပြောများလာခဲ့ပါတယ်။ အဲ့ဒီ post မှာသူမကတရုတ်ဘက်ကတချင်ကပြက်ပြက်သားသားပြောခဲ့တဲ့ Okinawa ကိုဂျပန်ကခတ်တာပဲငားထားယုံပါပဲဆိုတော့ ASS စကားကိုပြန်ပြောပြခဲ့တာပါဆန်ကာကူတင်မကပဲ Okinawa တစ်ခုလုံးကိုပါပြန်ယူမယ်ဆိုတဲ့စကားပါဒီစကားတရုတ်နိုင်ငံပိုင်းသတင်းမီဒီယာက Okinawa ဟာဂျပန်ပိုင်မဟုတ်ဘူးလို့တရားဝင်ကြေညာလိုက်တဲ့အခါမှာအသက်ပြန်ဝင်လာခဲ့ပါတယ် ပေကျင်းဟာဝင်းချောက်တာကာအခြေအပေါ်ဒေါသတကြီးပြစ်မှတ်ထားနေပုံကိုကြည့်ရင်စင်အားချင်းချောက်ပြပြီးအမန်တကယ်ကြီးမဲချက်ကထိုင်ဝမ်ရေလက်ကြတယ်မကပဲအိုကီနာဝါအထိပါတရုတ်ရဲ့အချုပ်ချာအာဏာပဲဖြစ်တဲ့အတွက်တင်ပိုက်မယ်ဆိုတဲ့ချင်းချောက်မှုမျိုးကိုလူတိုင်းသဘောပေါက်လာကြပါတယ်ဒီ channel မှာတိုချိုရဲ့မာကျော့တဲ့ရည်တီချက်ဟာရွေးချယ်မှုတစ်ခုမဟုတ်တော့ပဲတာဝန်တစ်ခုလို့ဖြစ်လာပါတော့တယ်ဒါကြောင့်လဲတိုကာရှိပြောခဲ့တဲ့အတိုင်းပြတ်သားတဲ့သဘောထားတစ်ခုတည်းကသာဂျပန်ရဲ့အချုပ်ချာအာဏာနဲ့ဂုံတိုက်ခါကိုကာကွယ်နိုင်မဲ့တစ်ခုတည်းသောနီလန်ဖြစ်ပါတော့တယ် ဝင်းချိုတာကာယချီဟာ G20 မှာလုတ်ပြခဲ့တဲ့အရာတွေကဂျပန်တို့ရဲ့ခိုင်မာတဲ့သဘောထားကိုရှင်းရှင်းလင်းလင်းပြသခဲ့တာဖြစ်ပြီးတရုတ်ကခေါင်းငုံအယိုသေးပဲတဲ့တတမန်နီးလည်းမဟုတ်ဘူးဆိုတာထင်ရှားပါတယ်။ရှေ့မှာပြောခဲ့သလိုပါပဲဂျပန်တရုတ်ပဋိပက္ခဟာရိုးရိုးသမိုင်းရန်ကုန်များတာမဟုတ်ပါဘူး။ဒီအာရှအင်အားကြီးနှစ်ခုရဲ့ပဋိပက္ခဟာပထဝီမဟာဗျူဟာရေမဲချက်တွေမှာအဓိကကျနေပါတယ်။တရုတ်ကသူတို့ရဲ့ပထဝီအနေထားရပိတ်ဆို့ခံထားရတာကိုဖယ်ရှားပြီးပစိဖိတ်သမုတ်တရာဖက်ကိုထွက်ချင်နေပါတယ်။ဒီမဲချက်တွေအားလုံးဟာသင်းငယ်တဲ့ကျွန်းကလေးတွေကနေစတင်လာတာပါ။ ထိုင်ဝမ်ကနေအိုကီနာဝါအထိကျွန်းစုတွေနဲ့အရေးကြီးဆုံးကတော့အနောက်ပစိဖိတ်ဒေသအထိအချောက်ချာအာနာပိုင်ဆိုင်ဖို့အထိတရုတ်တွေကရီမန်ထတာကိုတွေ့ရပါတယ်။ရှန်ကာကူသို့မဟုတ်ဒိုင်ဝူကျွန်းစုမှာကျောင်းငယ်၅ကျောင်းနဲ့ကျောက်ဆော်၃ခုပါဝင်ပြီးစုစုပေါင်း area 90 square kilometer ရှိကထိုင်ဝမ်ရဲ့အရှေ့မြောက်ဘက်180 kilometer မှာတည်ရှိပါတယ်။ခုလက်ရှိဂျပန်ကထိန်းချုပ်ထားပြီးတရုတ်နဲ့ထိုင်ဝမ်တို့ဟာ1980ခုနှစ်ကတည်းကအချောက်ချာအာဏာကိုတောက်ဆိုခဲ့ကြတာပါ။ 2012ခုနှစ်ကစပြီးဒီနေရာဟာအတင်းမှာစွန့်နေရသို့မဟုတ်အပူစွန့်မိဘွားဖြစ်နေပြီးတရုတ်သင်းဖောတွေဟာဆန်ကာကူရဲ့၁၂မိုင်ပင်လယ်ပြင်အတွင်းကိုအကြိမ်ရာနဲ့ချီဝင်ရောက်ခဲ့ပါတယ်ဒီထက်ပိုဆိုးတာကတရုတ်ဟာအိုကီနာဝါပါဝင်တဲ့ရူချူကျွန်းစုတစ်ခုလုံးကိုပါမျက်စိကျနေတာပါဒါကပိုကြီးမတဲ့အန်ဒီယဖြစ်ပြီးတရုတ်ဘက်ကလူသိရှင်ကြမပြောပေမဲ့သွေဝိုက်ပြီးအဆက်မပြတ်ရိတ်အမြော့ပြောဆိုနေခဲ့ပါတယ်။2013ခုနှစ်ကတည်းကတရုတ်နိုင်ငံပိုင်မီဒီယာနဲ့ပညာရှင်တို့ကအိုကီနာဝါဟာဂျပန်ပိုင်ဟောက်မဟုတ်မေခွန်ထုတ်ခဲ့ကြတာပါ။ 2025ခုနှစ်နိုဝင်ဘာလမှာတော့ရုပ်နိုင်ငံပိုင်မီဒီယာကအိုကီနာဝါဟာဂျပန်မြေမဟုတ်ဘူးလို့ပထမဆုံးအကြိမ်သတင်းစာမျက်နှာမှာပေါ်ပေါ်ထင်ထင်ရေးတင်ခဲ့ပါတယ်ဒါပေကျင်းရဲ့တရားဝင်ဝါဒဖြန့်ချိရေးစနစ်ကနေထွက်ပေါ်လာတဲ့ယောက်ကြကြဒေတိုပြောဆိုလာတဲ့သတင်းစကားဖြစ်ပါတယ်။ဒါကတရုတ်ဟာထိုင်ဝမ်ကနေတောင်ဖက်ကျွန်းစုတွေနဲ့အိုကီနာဝါအထိဝါဒဖြန့်မှုဆိုင်ရာစစ်မျက်နှာအသစ်ကိုဖွင့်လှစ်နေပြီဆိုတာကိုပြသနေပါတယ်။တရုတ်ရဲ့ငင်းခုန်ချက်ကတော့သမိုင်းနောက်ကန်တချို့ပေါ်အခြေခံထားပါတယ်။ ရူချူဘုရင်နိုင်ငံဟာ1926ခုနှစ်ကနေ1896ခုနှစ်အထိကိုပိုင်ဘာသာစကားယဉ်ကျေးမှုအောက်ချော်ရစနစ်တွေနဲ့လွတ်လပ်စွာတည်ရှိခဲ့မှုပါတယ်ဂျပန်နဲ့တရုတ်နိုင်ငံစလုံးကိုလက်ဆောင်ပန်းတာတွေဆက်သခဲ့မှုတွေဆိုတဲ့အချက်တွေလည်းရှိနေတာပါဒါမဲ့ရူချူဟာတရုတ်နဲ့လုံးဝပေါင်းစည်းခဲ့တာမျိုးအခိုင်အမာမရှိခဲ့ပါဘူးဂျပန်ရဲ့မေဂျီခေတ်ရောက်တော့စီအင်အာတုံပင်တင့်ယူကအိုကီနာဝါစီရင်စုအဖြစ်ပြောင်းလဲလိုက်တာလို့ဆိုပါတယ် တရုတ်ကအခုဒီလက်ဆောင်ပန်းသားဆက်သခဲ့တယ်ဆိုတဲ့သမိုင်းကိုကိုးကားပြီးအိုကီနာဝါကိုအမေရိကန်ကဂျပန်ကိုပြန်ပေးတာဟာတရားမဝင်ဘူးလို့ညှင်းခုန်နေတာပါဒါမဲ့ဒီမှာပြဿနာရှိပါတယ်တရုတ်ကရှီဟောက်လက်ဆောင်ပန်းသားဆက်ဆံရေးကိုခင်မင်အချောက်ချာအာနာတောက်ဆုံမှုအတွက်အခြေခံအဖြစ်အသုံးပြုနေတာပါလက်ရှိနိုင်ငံတကာဥပဒေအရလက်ဆောင်ပန်းသားဆက်ဆံရေးဟာနေမြေပိုက်ဆိုင်ခွင့်ရရှိသူအဖြစ်ပုံဖော်ဖန်တီးတာတရားမဝင်ပါဘူး ကိုရီးယားဘီယနဲထိုင်းစတဲ့နိုင်ငံအများပြားဟာတရုတ်ကိုလက်ဆောင်ပံ့တာဆက်သခဲ့မှုပဲမဲ့ဒီလိုရှင်းဟောဆက်ဆံရေးတွေကြောင့်နေမြေကိုတောက်ဆူပိုက်ခွင့်ရှိတယ်လို့ဘယ်သူမှမယူဆကြပါဘူး။နိုင်ငံတကာပညာရှင်တွေကလည်းဒီလိုသမိုင်းအချက်အလက်တွေကိုအကြောက်ပြပြီးနေမြေတောက်ဆူတာဟာအလွန်အန္တရာယ်ရှိပြီးနိုင်ငံတကာဥပဒေကအသိမဲ့မပြုဘူးလို့တတိပေးထားပါတယ်။ဥပဒေအရရူကျူဟာတရုတ်ပြည်နယ်မှာဖြစ်ခဲ့မှုသလိုချင်းမင်းဆက်ကလည်း1895ခုနှစ်တရုတ်ဂျပန်စစ်ပွဲအပြီးမှာတောက်ဆုံမှုအလုံးကိုဆွတ်လွတ်ခဲ့ပါတယ် ပေါ်ရေးကြည့်တာက1950ခုနှစ်ဆန်ဖရန်စစ္စကိုငင်းချမ်းစာချုပ်မှာရူချူကိုဂျပန်ကစွန့်လွတ်ရမယ့်နေမြေစရင်မှာထင်မှားခဲ့ပါဘူး။ဂျပန်ကအမေရိကန်ကိုယာယီစီမံခန့်ခွဲခွင့်သာပိတ်ခဲ့ပေမဲ့အချုပ်ချာအာဏာကိုဆက်လက်ထိန်းသိမ်းထားခဲ့တာပါ။ထောက်ကောက်ခုနစ်တခုနဲ့အမေရိကန်ဂျပန်သဘောတူညီချက်ကလည်းအိုကီနာဝါဟာဂျပန်ရဲ့အချုပ်အခြာအာဏာနယ်ပယ်အောက်မှာရှိတယ်ဆိုတာကိုရှင်းရှင်းလင်းလင်းသတ်မှတ်ထားပါတယ်။ဒါပြင်တရုတ်ဟာဆေစုနဲ့များစွာကြောင်းအိုကီနာဝါကိုဂျပန်ပိုင်အဖြစ်မသိမသာအသိမဲ့ပြုခဲ့ခြင်းဟာဥပဒေအရကြီးမားတဲ့အာဏာချက်ပဲဖြစ်ပါတယ်။ 1982ခုနှစ်မှာဂျပန်နဲ့တက်တမန်ဆက်ဆက်ရေးပုံမှန်လုံတုံကရူချူသမဟုတ်အိုကီနာဝါကိုလုံးဝမပြောခဲ့ပါဘူး။2012ခုနှစ်လောက်ထိတရုတ်ရဲ့တရားဝင်ထုတ်ပြန်ချက်တွေမှာအိုကီနာဝါကိုဂျပန်ပိုင်မဟုတ်ဘူးလို့ညှိဆိုခဲ့ခြင်းမရှိခဲ့ပါဘူး။နိုင်ငံတကာဥပဒေအရဒနိုင်ငံရဲ့အချုပ်အခြာအာဏာအခြေအနေပေါ်ကြားချေစွာတိတ်ဆိတ်နေခြင်းဟာမသိမသာလက်ခံခြင်းလို့သတ်မှတ်နိုင်တာကြောင့်မို့လို့ပါအခုလက်ရှိမှာအိုကီနာဝါဟာအငင်းပွားဖွယ်နေမြဲလို့ဘယ်နိုင်ငံတကာအဖွဲ့အစည်းကမှအသိမဲ့မပြုကြပါဘူး အချောချာအာနာအခိုင်မာပြောဆိုမှုအလုံးဟာဂျပန်ဖက်မှာရှိပြီးတရုတ်ဟာတကိုယ်တော်အထီးကျန်ဖြစ်နေပါတယ်တရုတ်ကအိုကီနာဝါကိစ္စမှာသမိုက်ကိုပြန်လှန်တဲ့ပုံစံဟာတောက်တျောက်ပင်လယ်မှာတုံးခဲတဲ့နီးပြူဟာနဲ့အရင်ဆင်တူပါတယ်တောက်တျောက်ပင်လယ်မှာလည်းတရုတ်ဟာရှီဟောက်သမိုက်အချက်အလက်တွေကိုအသုံးပြုပြီးခေတ်ပြိုင်နိုင်ငံတကာဥပဒေကိုလစ်လျူရှုကာနေမြေတောက်ဆိုတာမျိုးလုပ်ခဲ့တာပါဒါသမိုက်ကိုရွေရွေချဲချဲအသုံးချပြီးနေမြေတိုးချဲ့ဖို့စူးစမ်းနေတာကိုပြသနေပါတယ် ဒါဆိုရင်ဘာကြောင့်တယောက်ဟာလူမနေတဲ့တယံစာရမရှိသလောက်ဖြစ်တဲ့စန်တာကူသုံးမောက်ဒိုင်အိုယူလိုကျုံးငယ်လေးတွေကိုဒီလောက်တောင်လိုချင်နေရတာလဲအဖေကစီးရီးမြေပေါ်မှာရှိနေပါတယ်ဂျပန်ကနေထိုင်ဝမ်ထိအနောက်ပစိဖိတ်ကျွန်းစုတစ်ခုလုံးကိုကြည့်လိုက်ရင်အမေရိကန်နဲ့ဂျပန်တို့တရုတ်ရေတက်ကိုနစ်ပေါက်များစွာပိတ်ဆို့ဖို့တိဆောက်ထားတဲ့တဘာဝနိုင်ငံကြီးအနေနဲ့တွေ့ရပါတယ်စင်ကာပူဟာအဲ့ဒီနိုင်ငံရဲ့ဘက်တာလိုနေရာပဲဖြစ်နေလို့ပါ ်ပေကျင်းကဒီအချက်ကိုဖောင်းနိုင်ကာကွယ်ရေးဖွဲ့စည်းပုံတစ်ခုလုံးရှော့ချသွားပြီးရုပ်စစ်သင်းဖောတွေအနောက်ပစိဖိတ်ထဲထွက်ဖို့စဉ်ကြံတစ်ခုပွင့်တော့ပါလိမ့်မယ်ဆန်ကာကိုကိုထင်းချုပ်လိုက်တာနဲ့တရုတ်ကမီယာကိုရေလက်ကြအီရှိဂါကီယိုနာကူနီရေလန်းကြောင်းနဲ့ပစိဖိတ်ရှိဘာရှီရေလက်ကြစတဲ့မာပြော်မြောက်ရေလန်းကြောင်းသုံးခုကိုစောင့်ကြည့်နိုင်မှာပါဒါတွေဟာအမေရိကန်ဂျပန်ထိုင်ဝမ်တို့အတွက်အသက်သွေးကြောလိုအရေးပါတဲ့စီးရဲနဲ့ကုံသွေးရဲလမ်းကြောင်းတွေဖြစ်ပါတယ် ဆန်ကာကူကိုပိတ်ဆို့နိုင်ရင်ဂျပန်အမေရိကန်စစ်သင်္ဘောတွေဟာပိတ်ဆို့ခံရုံတင်မကပဲဒီအရေးကြီးတဲ့ပင်လယ်ပြင်မှာတက်ကြွလှုပ်ရှားနိုင်တဲ့အနေအထားကိုပါဆုံးရှုံးတော့ပါလိမ့်မယ်။ဒါကြောင့်ဆန်ကာကူဟာလူတွေထင်သလိုရိုးရိုးကြောက်တုံကြုံမဟုတ်ပဲအနောက်ပစိဖိတ်စီးရဲအကွက်ချမှုမှာအဓိကသွက်ချက်တစ်ခု ဖြစ်နေပါတယ်။ဆန်ကာကူကအရင်ဟင်းဆိုရင်အိုကီနာဝါကပေကျင်းပြင်ဆင်နေတဲ့အဓိကဟင်းပွဲကြီးဖြစ်နေတာပါ။ စေးရှူတော့တက်တက်ကကြည့်မယ်ဆိုရင်လူမနေတဲ့ကျောငယ်လဲတွေမှာအဝေးပြေးရေဒါစကန်တွေဂျင်ကုတ်တင်ဖို့ရှာဖွေရေးကိရိယာတွေရဟရင်စဉ်သက်နိုင်တဲ့နေရာတွေဒါမဟုတ်ဒုံးပြန်ပြစ်လွတ်စနစ်တွေကိုတက်ဆင်ရုံနဲ့တရုတ်ဟာသူတို့ရဲ့ anti access area denial a280 zone ကို okinawa တကားဝအထိဆွဲဆန့်နိုင်ပါတယ်အဲ့ဒီအခါအိုကီနာဝါကအမေရိကန်စစ်ကန်တွေရဲ့စီးရဲလှရှာမှုနဲ့ထောက်ပံ့ပို့ဆောင်ရဲ့အားလုံးဟာစောင့်ကြည့်ခံရမှာချင်းချောက်ခံရမှာဖြစ်ပြီးအကျဲတိပေါ်လာရင်ပိတ်ဆို့ခံရနိုင်ပါတယ်။ ်ဒါကအိုကီနာဝါကိုဘေးကင်းတဲ့နောက်ခံစခန်းတစ်ခုကနေဒါသောဘော်ကနေရာအဖြစ်ရောက်သောဇေယုံတာမကအနောက်ပစိဖိတ်ဒေသတစ်ခုလုံးရဲ့စစ်မြေပုံကိုပါပြောင်းလဲပြစ်မှာပါကြည်တောက်မှမပစ်ပဲဆန်ကာကူမှာစေရင်အားနဲ့အမြဲတမ်းရှိနေခြင်းကပေကျင်းအတွက်တိတ်တိတ်ဆိတ်ဆိတ်နဲ့ထိရောက်တဲ့နီးနဲ့စစ်မြေပြင်ကိုပုံဖော်နိုင်မှာပါ။ဒါပြင်ဆန်ကာကူဟာမိခိုရောင်စစ်ပွဲဆန်သက်ခဲတစ်ခုလိုဖြစ်နေပါတယ်။အချိုးချာအနာဘယာနေနဲ့ပင်လယ်ပြင်ကင်းလဲခြင်းကိုအကြောက်ပြပြီးတယောက်ကကန့်ချေဆောင်တက်တွေပင်လယ်ပြင်ပြည်သူစစ်သင်ဖောတွေကိုဒီဒေသကိုအဆက်မပြတ်စေလွတ်နေပါတယ်။ ဒါဟာတဖြည်းဖြည်းချင်းကြီးထွားလာနေတဲ့နည်းပြဟာဖြစ်ပြီးဂျပန်ရဲ့တွန်းပြန်မှုကိုချော့ပါစေသလိုကွင်းဆက်အချက်အလက်တွေကိုလည်းစူးစောက်နေတာပါဒီနေ့ကိုတရုတ်ကတောက်ကျောက်ပင်လယ်မှာအောင်မြင်စွာသွန်းခဲ့ပြီးအခုဆန်ကာကိုကိုယူဆောင်လာကပိုကြီးတဲ့အကွက်အတွက်လစ်ကျင့်နေတာပါစကကူဟာနိဒတ်မြတာဖြစ်ပြီးဒီအငင်းပွားဖွယ်ရာဒေသကိုထိန်းချုပ်နိုင်ရင်ဒါမှမဟုတ်အနည်းဆုံးအမြဲတမ်းမတည်ငြိမ်မှုကိုဖန်တီးနိုင်ရင်တရုတ်ဟာစိတ်ပိုက်နဲ့ဝါဒဖြန့်မှုအရအိုကီနာဝါနဲ့ပိုနီးဆက်လာမှာဖြစ်ပါတယ်။ဒါဆိုရင်တရုတ်ရဲ့တကယ့်ပန်းနိုင်ကဘာလဲ ကျုံပေါ်မှာသူတို့အလံကိုလွင့်ထူဖို့မဟုတ်ပဲအမေရိကန်ဂျပန်မဟာမိတ်ဖွဲ့စည်းပုံမှာအိုကီနာဝါရဲ့စီးရဲအခန့်ကဏ္ဍကိုအားနည်းစေဖို့ပဲဖြစ်ပါလိမ့်မယ်တရုတ်ကလူမှုရေးနဲ့နိုင်ငံရေးဖိအားတွေဖန်တီးပြီးတိုကျိုကိုစီးရင်အားချောချဖို့နဲ့စီးရဲလှုပ်ရှားမှုတွေကတ်သက်ဖို့ကိုဖိအားပေးဖို့မျှော်လင့်ထားပုံရပါတယ်အိုကီနာဝါပြည်သူတွေကအမေရိကန်စစ်ကန်တွေကိုညှင်းငွေပြီးကိုယ့်ကိုယ်ချုံဖြတ်ခွင့်တောက်ဆိုတာမျိုးစီးရင်အားရှိမှုကိုကဲကွက်တာမျိုးလှုပ်လာအောင်တွန်းအားပေးချင်တာပါ တကယ်လို့တိုချိုက DPR တွေကိုလိုက်လျှော့ရင် Okinawa ဟာကျွန်းတော်ကအလံမပြောင်းလဲပဲမဲ့ထက်မြတ်တဲ့လန်သွားအဖြစ်သူ့ရဲ့အခန့်ကဏ္ဍကိုတဖြည်းဖြည်းဆုံရှုံသွားမှာပါဒီမဟာပြွာဟာလက်နက်တွေထက်ပိုပြီးထက်မြတ်ပြီးအန်ဒီအေများပါတယ်။ဘာကြောင့်လဲဆိုတော့ Okinawa ဟာရှေ့တက်ခံတဲ့မဟုတ်တော့ရင်တရုတ်ဟာအနောက်ပစိဖိတ်ထဲကိုထွက်ဖို့နေရာလွတ်ရပ်တော့ပြီးဝဲရံထားတဲ့အနေထားကိုဖျက်ကာဒေသတွင်အင်အားရှင်ခွင်ရှာဖို့တဖြည်းဖြည်းပြောင်းပြန်လန်နိုင်မှာပါဒါမဲ့ဝါရှင်တန်က1946ခုနှစ်ပလင်းစစ်ကတိုက်ခိုက်မှုရဲ့တမိုက်ကိုမမေ့ပါဘူး ကာကွယ်ရေးကွင်းဆက်ရဲ့အဆက်အနေအရကိုဖောက်ထွင်းခံရရင်အမေရိကန်ရဲ့အနောက်ဘက်ကံရိုးတဲ့လုံချုံရဲတစ်ခုလုံးချင်းချောက်ခံရနိုင်တယ်ဆိုတာကိုပင်တယ်ကွယ်ကကောက်ကောက်နားလည်ထားပါတယ်။ဒါကြောင့်အမေရိကန်ဟာအိုကီနာဝါကိုစေရရမရေရာတဲ့အခြေအနေကိုရောက်စေဖို့ခွင့်ပြုမှာမဟုတ်ပါဘူး။သူတို့ဟာအိုကီနာဝါကိုမဟာဗျူဟာမြောက်ရေဒါစနစ်တခုလိုစောင့်ကြပ်သွားမှာဖြစ်ပြီးဘေအင်အားစုကမှအမေရိကန်ကိုနောက်တကြိမ်ထပ်မံထိုးဖောက်ဝင်ရောက်နိုင်မှာမဟုတ်ဘူးဆိုတာကိုအသေးအချာစီမံမယ်လို့ယုံကြည်ရပါတယ်။ ုတ်ကဲ့ဒီဗီဒီယိုကတော့ဒီလောက်ပါအဆုံးထိကြည့်ရှုနားဆင်ပေးခဲ့တဲ့အတွက်အများကြီးကျေးဇူးတင်ရှိပါတယ်နောက်ထပ်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်